နေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းညနိုင်ငံတကာသတင်းများကိုပို့ဆောက်ထုတ်စုစည်းတင်ဆက်ထားတာပါကျွန်တော်တို့တွေကသိလို့မြင်လို့ကျွန်တော်တို့ကိုစစ်စစ်စစ်တယ်ကျွန်တော်ဆိုစစ်စစ်စစ်အသက်6နှစ်ဒါပေမဲ့ကျွန်တော်ကအဖိုးရဲ့တော်မူတယောက်ဖြစ်ခဲ့တဲ့အတွက်တော့ကျွန်တော်ကောင်းကောင်းသိတယ်ကျွန်တော်တို့ကျွန်တော်ကငငယ်လေးတည်းကယုံကျွန်တော်လက်တဆွဲဆွဲနဲ့ပွားနေရတဲ့ကောင်လို့တော့ ဘာကြောင့်လဲကျွန်တော်ကပြည်သူ့ကောင်စီဩဂရာစစ်စစ်မဖြစ်ခင်ကျွန်တော်တို့ယုံอ่ะเนาะပြင်အောင်ပြင်ငင်းနဲ့နှစ်ထပ်ယုံအမြင့်စစ်စစ်လည်းဖြစ်လဲပြီးတော့တပိတ်တပိတ်မောင်းမောင်းလည်းပြီးလဲပြီးတော့ရောဟာတရုံးလုံးပြဟိုပါလဲပြပုံလိုဖြစ်သွားတာပြင်ချက်အစားခွာယူဟမ်ရုံးထဲမှာစီးတဲ့ဘုံပစ္စည်းတွေပါညာဝဲအိတ်တွေပါအကောလို့ပါတကူကနောက်ဆုံးပြကျွန်တော်အဖေါ်အသက်တော်ပြီးလဲသဘောပေါက်လား စစ်ဆက်စီကိုပြေအောင်မုန်းတာအဘောပေါ့ကျွန်တော်တို့ဘွာအတငငယ်ပဲရှိတယ်ကျွန်တော်ဘွာအတ90ကျော်ပဲရှိတယ်ဟမ်ကျန်ကျန်မမရင်တပိတ်တပိတ်မောင်းမောင်းဆိုအိမ်မှာအိမ်နေနေတခါတည်းလမ်းပြန်ပြီးတော့တခါတည်းဟိုးစပားကြီးတဲ့တအိတ်ပြီးတော့နှလုံးရောဂါဆွဲပြီးတော့တော့တိတ်မကြအောင်ကျွန်တော်ဘွာဆော်လာမင်းတို့ရဲ့တော်လိုင်းရေးကြီးစင်မင်းတို့ရဲ့လူလူအောင်ကြွားမှုမင်းတို့ရဲ့နိုင်ငံရေးဆိုတာ ဘလူးတော့ကောင်းလားဟမ်ဘလူးတော့ကောင်းလားအခုလိုမျိုးကွာအေးအေးချမ်းချမ်းသူ့အိမ်မှာသူအိမ်နေတဲ့အမျိုးသမီးတယောက်တို့လမ်းပြန်ပြီးနှလုံးရောကဆွဲပြီးတော့အသက်ဆုံးဆုံးသွားတယ်ဘလူးတော့ကောင်းလားမင်းတို့စဉ်းစားလေးကွာမင်းတို့ရောအာနာရလားအခု2021ပေါ့မင်းတို့အာနာရလားကျွန်တော်ပြောပွားကြီး မင်းတို့ဘောဘောဆယ်ဘောဆန်ဘောလောက်ကြောင်းသွားပါစီပြန်လူပြန်ဝင်စားရင်မင်းတို့ဆန်သားထားပြဘယ်တော့မှမင်းတို့အာဏာမရအောင်သဘောပေါက်လားဟိုမှာသူစီစနစ်နဲ့သွားသူသွားတာသူ project နဲ့သူ plan နဲ့သူ foundation နဲ့သွားသူသွားရတာမင်းတို့ဘာလုပ်လို့ရအောင်ဟမ်မင်းတို့အဲ့ဒီမှာတောထဲမှာခြေတောင်းတွေလက်တွေမျက်လုံးတွေပေးလိုက်တဲ့ခေါင်းလေးအဲခြေပြက်တွေလက်ပြက်တွေမျက်လုံးတွေထွက်သွားတဲ့ခေါင်းလေး မင်းတို့ကိုຢာမှတ်ပံဘယ်កောင်ထောက်ပံဟင်မင်းတို့တခြားလောက်တောင်းကြည့်မလားမင်းတို့ NUG ရောက်កောင်နေဟမ်မင်းတို့ထောက်ဖို့ထောက်ဖို့ကြီးစားတောင်းကြည့်ကြည့်မလားဟမ်ရမလားအဲ့လိုတောင်းကြည့်ကြည့်လေဒါအမှန်တရားတွေမင်းတို့စိတ်မဆူနဲ့သဘောပေါက်လားကျွန်တော်ကိုယနေ့အချိန်ဆဲနေတဲ့កောင်နေရာ ဟုတ်လား၅ပြားရ10ပြားရတောင်းစားရတာခေါက်ခေါက်သရောင်းသားတွေလောက်ပဲကြံတော့တာသိလားတွန်တောင်းဟုတ်လားတကယ်တွန်တောင်းတကယ်တော်သားဟုတ်လားစာမတက်ပြင်တိုက်တော့နားလဲနေပြီတွေးခေါ်တတ်နေပြီနော်အပိညာစီနေပြီဟမ်ကျွန်တော်လူဘိန်းသားလဲအောင်ပဲပြောတာအဲ့လူဘိန်းတွေခေါင်းခေါင်းသိနေပြီကျွန်တော်စကားကိုထောက်ခံနေပြီဟမ်အေးဒါပေမဲ့ ကျွန်တော်ဆဲတဲ့ကောင်ကျွန်တော်သတ်မယ်ဆိုတော့ကောင်ဟာလာအယိုးရင်းလေးကိုက်ရကိုက်ရဆိုတဲ့ကောင်မျိုးလေးအဲကျွန်တော်တော့ယင်မကုန်ပါဘူးစိတ်လည်းမဝင်လာဘူးယင်လည်းမကုန်ဘူးတွေးလည်းမပြောက်တွေးလည်းမကြောက်ဘူးစောင်းထိုးကငကိုတဲ့ဒီတိုင်းပဲဖြည်းဖြည်းနဲ့မမှန်ပဲနော်တယောက်လက်ခံရင်အဲ့တယောက်ပဲပြောတယ်နှစ်ယောက်လက်ခံရင်နှစ်ယောက်ကိုပြောတယ်သုံးယောက်လက်ခံရင်သုံးယောက်ကိုပြောတယ်ဘလောက်ပဲလက်ခံရင်လက်ခံတဲ့လူပဲပြောတယ်နော် ကျွန်တော်လိုက်လွင့်တယ်တယောက်မှမကြည့်လဲပါအမကြီးကျွန်တော်ပြောစရာရှိတယ်ကျွန်တော်ပြောတယ်သူကြိုက်တဲ့လူကသွားသူနားထောင်လားဒါ issue ပဲဟုတ်လားဒါဒီမိုကရေစီဆက်ဆံမယ်လीကျွန်တော်ကဒီမိုကရေစီဆက်ဆံမယ်ပေါ့လားဟမ်ကျွန်တော်ကြောင့်တဖက်လူစိန်နှောင်ဆက်ဖြစ်မှာတို့တဖက်လူဒုက္ခရောက်သွားမှာတို့ဘယ်တော့မှမလုပ်ဘူး ျွန်တော်ကကျွန်တော်ရဲ့နှလုံးသားထဲမှာမင်းတို့ပြောနေတဲ့ဟိုအမေရိကန်ဒီမိုကရေစီတို့အင်္ဂလန်ဒီမိုကရေစီတို့မဟုတ်ဘူးကျွန်တော်ရဲ့နှလုံးသားထဲမှာရှိတဲ့ဒီမိုကရေစီကကျွန်တော်တို့ဖျားအဟောတရားတွေကနော်24ပြည်စီရဲ့ကအညာမညာပြည်စီရောထဲမှာပါတဲ့ဒီမိုကရေစီမျိုးသဘောပေါက်ပြန်လေးလားနော်ငါတို့ရဲ့ဘာသာတရားဘလောင်ဒီ ဟုတ်လားလူတစ်ဖက်သားပေါ့ပေါ့ဟုတ်လားကိုချင်းစာတရားတွေထားပေးတယ်လဲဆိုတာအခုဒီလာမဲ့ရွေးကောက်ပွဲမှာမြမကြီးကမြမပြည်သူမြမကြီးသားအကောလုံးပေါ့နော်ကျွန်တော်တို့ကျွန်တော်အနေနဲ့ကတော့မဲထဲစီကျင်တယ်အကောလုံးမြမနိုင်ငံအာနာစင်စနစ်မကြောက်ရောက်ဖို့အတွက် မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးမဲပေးရမယ်ပေးဖို့ပေးရမှာမပေးလို့မရဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမဲမပေးဘူးဆိုတဲ့ကောင်နေကစစ်တပ်အာဏာသိမ်းတော့လိုချင်တဲ့ကောင်နေလဲစင်စင်လေးစစ်တပ်ဘုံမားတဲ့ကောင်နေမဲမပေးတဲ့ကောင်နေအဲ့ဒီရွေးကောက်ပွဲဖျက်တဲ့ကောင်မှန်ပါဗျနော်စစ်တပ်ဘုံမားတဲ့ကောင်နေပဲတိလား ဒီအောင်တွေက ပြောလိုက်တော့ဟာလာမကြိုက်ဘူးမကြိုက်ဘူးကတကယ်လို့အဲ့ဒီရွေးကောက်ဝယ်မပြတ်ပြတ်အောင်ဖျက်လို့ရွေးကောက်ဝယ်ပြဲ့ရင်မင်းတို့စစ်တပ်ကအာဏာပိန်လိုက်အဘောပေါ့စင်စင်လေးအဲ့ဒါမင်းတို့ကစစ်တပ်ဘုံသားစစ်စစ်ဖြစ်သွားမှာနော်ကျွန်တော်တို့ကစစ်တပ်ဘုံသားမဟုတ်ကျွန်တော်တို့ကတော့မဲပေးမှာနော်ဘယ်ပါတီကိုပေးမလဲတော့ကျွန်တော်မပြောနဲ့ကျွန်တော်ကတော့ကျွန်တော်ခေါင်းထဲမှာကျွန်တော်ရဲ့နှလုံးသားထဲမှာ ငခိုးတွေကကျွန်တော်မဲပေးမဲ့ပါတီကရှိပြီးသားကျွန်တော်တို့အနေထားနဲ့ပေါ့နော်ကျွန်တော်ရဲ့ပုံစံနဲ့ကျွန်တော်ရွေးရတာပေါ့အခုကျွန်တော်တို့အမျိုးတွေကိုလည်းထုံးနီလောက်အောင်မယ်ဟာနော်ကိုဘလောင်းနဲ့တင့်တော်တယ်လေတင့်တော်တဲ့ပုံစံမျိုးနဲ့ဟာလာမဲပေးရဘဲပါတီလေအခုအခုကျွန်တော်တို့ရဲရွာကျွန်တော်တို့ရဲကွာဟုတ်လားဘဲလူကြီးကတမတမကြလဲငါတို့ ြေးရွာသူကြေးရွာသားတွေအပေါ်ကိုဘယ်သူကကူညီဖြည့်ဆင်းပေးသလဲရက်ရွေရွာရေးဘာသာသာသနာရေးလူမှုရေးဘယ်သူကကူညီလဲအဲ့ဒီလှုပ်ပေးတဲ့လူကြီးကိုမဲပေးပါဒါအမှန်တရားပဲနော်ဒါအမှန်တရားပဲခင်ဗျားတို့အရွေးတစ်ခုကိုသွားဖို့ဆိုရင်ဒီရွေးကောက်ဝယ်မှာပေါ့ပေါ့ဝင်ရမှာစင်းစင်းလေးနော်ခင်ဗျားတို့ဒါဟုတ်ဒီအရွေးကိုမသွားဘူး ဟုတ်လားနောက်ပြန်ခြင်းနဲ့စစ်တပ်အာဏာသိမ်းတာလိုချင်တယ်ဟေးဆိုရင်တော့မဲမပေးနဲ့ပေါ့ကွာစင်းစင်းလေးနော်မင်းတို့စစ်တပ်ကိုဘောမတာကြိုက်တဲ့ခေါင်းလေးဟုတ်လားစစ်တပ်စစ်တပ်ဘောဟုတ်လားခိုးကြောင်ခိုးဟာနဲ့မတဲ့ခေါင်းလေးဆိုတော့မဲမပေးနဲ့ပေါ့ကွာငါတို့ကတော့စစ်တပ်လည်းဘောမလည်းမဟုတ်ဘူးပြောပြီးသားအဘသာလည်းမဟုတ်အမေသာလည်းမဟုတ်မြန်မာနိုင်ငံမှာမြန်မာနိုင်ငံမှာအသိနဲ့ ကျွန်တော်တို့အရွေးတစ်ခုကိုသွားဖို့တော့မဲပေးရမယ်စင်စင်လေးတော့အဘသားလည်းမဟုတ်ဘူးအမေသားလည်းမဟုတ်ဘူးမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်မြန်မာနိုင်ငံအရွေးတစ်ခုကိုသွားဖို့တော့ကျွန်တော်တို့ကနိုင်ငံမှာတယောက်အနေနဲ့မဲပေးကိုပေးရမယ်စင်စင်လေးတချိန်လုံးကမင်းတို့ကိုမြောက်ပေးခဲ့တဲ့အမှုပညာရှင်တွေတွေ့လားဟမ်စီရီယံလောက်ကြပါဆိုတော့အော်ရားတွေမိုက်ခွက်ကြီးကင်ပြီးတော့လေဟမ် စီရီယံလို့ကြပါခင်ဗျားတို့ဘလို့ကူညီမယ်ဘလို့စောင်းစောင်းမယ်ပါညာអော်ခဲ့တဲ့ဟာဟမ်55နဲ့ပြန်လဲလာပြီးတော့ငိမ့်အငိမ့်အငိမ့်ပါလဲ55ပါလဲ55ကကြီးလားပါလဲဟုတ်လားအေး55လားเนาะအဲ့ဒါနဲ့လာလဲလာပြီးတော့ငိမ့်လဲငိမ့်ရောအခုဘာဖြစ်လဲရေရောဝဲမှာမဲပေးဖို့ဟမ်လှုပ်ဆော့နေပြီတွေ့လားနားလဲလား မင်းတို့အထူပါသီးဖို့ပဲလိုတယ်နော်ဟိုမှာအထူပါသီးတဲ့လူကတော့ဝတ်သားထုတ်ထိုးရောင်းစရာမလိုဘူးသူတို့ကအထူပါသီးတာမင်းတို့အထူပါသီးဖို့ပဲလိုတယ်မင်းတို့အထူပါသီးချင်ဘာလုပ်ရမလဲဝတ်သားထုတ်ထိုးရောင်းသဘောပေါက်လားဟိုမှာအထူပါသီးတဲ့လူတွေကတော့ဝတ်သားထုတ်ထိုးရောင်းစရာမလိုဘူးမင်းတို့မသီးတဲ့လူတွေမင်းတို့ဝတ်သားထုတ်ထိုးရောင်းကွာစင်စင်လေးအထူပါမသီးတဲ့ကောင်လေးဝတ်သားထုတ်ထိုးရောင်းနော် ဟုတ်တယ်စစ်စင်းလေးကျွန်တော်ပြောတာဟုတ်တယ်လေအဘသာလည်းမဟုတ်ဘူးအမေသာလည်းမဟုတ်ဘူးမြန်မာနိုင်ငံသားမြန်မာနိုင်ငံအရွေးတစ်ခုသွားဖို့မြန်မာနိုင်ငံသားတိုင်းမှာနော်တာဝန်ရှိတယ်ဒီရွေးကောက်ပွဲမှာမဲပေးဖို့အဲ့ဒါလို့မှမဟုတ်ရင်မင်းတို့စစ်သားကအာဏာသိမ်းလိုက်မယ်။ဟောချိန်ချောက်တော့မဟုတ်ဘူးနော်။ချိန်ချောက်တော့မဟုတ်ဘူး။သဘောပေါက်လား။ မင်းအခုဘယ်လိုလဲဆိုတော့ခင်ဗျားတို့ခင်ဗျားတို့မြောက်ဝေးတဲ့ဟိုမှာသတင်းမီဒီယာခဏနေပါဦးကျွန်တော်အခုကြားပြတ်ပြောလိုက်တာဟမ်ခင်ဗျားတို့မြောက်ဝေးတဲ့သတင်းမီဒီယာတွေဟိုရေရှိတယ်လေ BOA BBC RFA BOA နဲ့ RFA ကတော့ဟလာဟို trend တက်လာကလေးကနေတော့ကင်ထုတ်လိုက်တာအခု BBC American ခြေဟိုအင်္ဂလန်ခြေစားရလား BBC အခု trend အရောတောင်းပြီကဲအဲ့ကိစ္စမင်းတို့စဉ်းစားကြည့် ီမီရိညာတွေကဘယ်တော့မှဟာလာအကောင်းရေးတာမဟုတ်ဘူးတပုတ်လေးလင်းရေးတာအခုအယောတောင်းဒေါ်လာနှစ်ပန်းလမ်းသိအယောတောင်းတာဟမ်စဉ်းစားကြည့်တကယ်မီဒီယာ heavy ဗျာကျွန်တော်တို့လူမဖြစ်ခင်နဲ့ပေါ်လာတဲ့မီဒီယာခင်ဗျားတို့ဗျာလူပုံကူဦးတယောက်ရဲ့ဂုံပုတ်တော်မှာမ မစာနာမထောက်ထားပဲနဲ့ပေါက်လို့ပဲသားတွေပြောတာမင်းတို့စဉ်းစားကြည့်လေကွာဒါဟိုမီဒီယာလို့ခေါ်မလားဟမ်မင်းတို့တွေကအဲ့ဒီမီဒီယာတွေကလေသိလား OIC တို့ ICG တို့ရဲ့ပေးစာကမ်းစာစားနေတာဟမ်ဟိုမနေ့ကကျွန်တော်တွေ့လိုက်ပါတယ်အင်္ဂလန်မှာလားဟမ်ဥမာအင်္ဂလိပ်ကသူ့အိမ်မှာသူဘာလဲဝက်သားกินစားတာဟော ခေါင်းပေါင်းတဲ့ခေါင်းကသွားပြီးသားပြောတယ်ဟမ်ကွသာမกินစားဘူးအဲ့ဒါအင်္ဂလန်မှာလားမသိဘူးဟမ်အမေရိကန်မှာအမေရိကန်မှာနောက်လာလိုက်မယ်လာလိုက်မယ်ဒီလား world ဆိုတာလာလိုက်မယ်ဘောပေါက်လားအဲ့ဒီရောင်းမို့လို့ကျွန်တော်တို့တိုင်းပြည်ကိုကျွန်တော်တို့ကာကွယ်နေတာကျွန်တော်တို့ဘာသာသာသနာကျွန်တော်တို့ယဉ်ကျေးမှုကျွန်တော်တို့ကာကွယ်ကျွန်တော်တို့ဗုဒ္ဓသာသနာဖြန့်ဖြူခဲ့တဲ့တိုင်းပြည် ကောင်းဆရာတော်ကြီးတွေဟောခဲ့တဲ့တရားတွေပါရှိတယ်မဂ္ဂတိုင်မဂ္ဂတိုင်ဆိုတာတိရူဆရာတော်ဟောရတဲ့တရားတွေပါမေယဝင်ပြန်နာတော်ကြီးမဂ္ဂတိုင်ဆိုတာနော်မလေးရှားလိုအင်ဒိုနီးရှားလိုပါကစ္စတန်လိုအိုဘာကစ္စတန်လိုကာဂျစ္စတန်လိုဘာတိုင်ကြီးတွေဖြစ်သွားသလဲတချို့စောက်ပိန်းတွေအုံတော့စာတက်ပြီးအတွေးခေါ်မရှိတဲ့စောက်ပိန်းတွေမြန်မာပြည်မှာလေဟိုအန်အေဒီလက်ထားဒီဘိတ်လောက်တော့ဟာ အဲ့ဒီအမျိုးသမီးစာတက်ပြီးအုံတော့မပါလာဘူးဟမ်နှလုံးသားထဲမှာရှိနေတယ်ဘာရောက်တဲ့ဒီအမျိုးသားကြီးသမားတွေကြောက်နေလဲပါအဲ့ဒါလိုမျိုးတိုင်းနိုင်ငံမှာသမိုင်းမှာသမိုင်းမှာအဲ့ဒါလိုမျိုးတွေရာဇဝင်တွေကြံခဲ့လို့သဘောပေါက်လားအဲ့အမျိုးသမီးကိုကျွန်တော်အစာမကြည့်ဘူးဘင်းအဲ့အမျိုးသမီးကိုကျွန်တော်အစာမကြည့်ဘူးဒီဘက်ကပြောမဲ့ပုံကိုကြတော့ပြင်းမပြောဘူးတင်လားအဲ့ဒီဘီဘီဒီဘေးရလဲ ဘလောက်စောက်ကျင့်မကောင်းလဲဘာသာရေးကိုဘလောက်ဒီချိုးနှိမ်တယ်လဲဆိုတာဟင်အဲ့ဒါလိုမျိုးတမိုင်းနေရာဇဝင်နေစိတ်ခဲလို့ကျွန်တော်တို့ကသေအောင်ကာကွယ်နေတာစင်စင်လေးကိုကတော့မဲပေးပါညီလေးဟောင်းဆူနဲ့ energy မဟုတ်ဘီရောအကုန်အားပေးတယ်အကုန်တော့အားမပေးနဲ့အကိုကြီးအဲမှာ ဟုတ်လားချပါတီတွေအများကြီးရှိနေသေးတယ်နော်ကျွန်တော်ကဒီချိန်မှာ ကျွန်တော်ကမပြောချင်လို့နော်အော်ကိုယ့်အကိုရွေးပြီးတော့ပေးပေါ့ဗျာအဓိကကကျွန်တော်တို့ရဲ့ဒါကျွန်တော်အမှန်သောစကားပြောတာကျွန်တော်တို့တိုင်းကြီးရဲ့ဟုတ်လားကျွန်တော်တို့တိုင်းကြီးရဲ့အမျိုးသားကြီးကိုကြိုးရိုးတိုင်းကြိုးရိုးတိုင်းတဲ့ဘွယ်ကာယံလာတဲ့အမိတက်မတော်ကဆင်းသက်လာတဲ့ ပါတီမျိုးကိုမဲပေးရမယ်ဗျာ။မာကြောက်လို့ဆိုတော့တက်မတော်ကနေစဉ်းသက်လာတာဒီလူကြီးတွေမှာဘာသာရေးစောစောမှုယဉ်ကျေးမှုစောစောမှုတမိုင်းတမိုင်းတမိုင်းကျွန်တော်တို့ရဲ့တမိုင်းတွေကိုကာကွယ်စောစောမှုတွေနော်ကျွန်တော်တို့ယဉ်ကျေးမှုတွေကာကွယ်စောစောမှုဒီလူကြီးတွေကအကောလုံးအပြန့်ပြန့်အလန့်လန့်သူတို့မှာနော် ိထားပေါ်ပါမယ်ဆိုတော့ဒီလိုလူတွေကိုကျွန်တော်တို့ကယုံကြည်ရမယ်အရှင်တို့ကဒီလူတွေကပါချီပါချာတွေမဟုတ်နိုင်ငံစည်းဝါးရေးနိုင်ငံတကာဆက်ဆံရေးဘာညာတန်ရင်းတမန်ကင်းအကုန်လုံးအဖတ်ဖတ်ကိုသူတို့ကစုံစမ်းစီးတွားတွားလာပြီးတော့သူတို့ကအကုန်လုံးကသိထားပြီးသားလေမြန်မာနိုင်ငံရဲ့အရေးတခုကဘလို့ရွေးလို့ရမလဲ ဘလို့သွားလို့ရမလဲဆိုတော့ကောင်းကောင်းသိမေယုံမရှိတဲ့မြန်မာနိုင်ငံမှာအဲ့စစ်တပ်မရှိကြီးဒီနေ့စစ်တပ်မရှိနောက်နေ့ကျအဲ့မြန်မာနိုင်ငံမှာဖာတယ်မားတွေအများကြီးပေါ်သွားမှာသဘောပေါက်လားဒီနေ့မြန်မာနိုင်ငံမှာအဲ့စစ်တပ်မရှိအဲ့ဒီစတမတော်ကြီးမရှိကြီးဒီနေ့မရှိမနေ့ပြန်ကြရင်မြန်မာနိုင်ငံမှာဖာတယ်မားတွေပေါ်ပြီမယုံမရှိနဲ့တမတော်ကတလောက်အုပ်ထားတာတော့မှာ ထဏပေါတာဟိုရက်တယ်မှာတွေ့လားဟမ်ဟိုရက်ကစတိတ်ကုန်ပေါ်တက်ပြီးတော့ဟမ်ဘာလဲနောက်ရှိသေးတယ်ဘာလဲကိုကြီးစားဘာလဲကိုကြီးစားဘာဆိုလဲတခြင်းဖင်လေးလှုပ်ခလှုပ်ခနဲ့စဉ်းစားကြည့်အဲ့ဒါလှုပ်ပင်းတဲ့အရာကျွန်တော်တို့တိုင်းပြည်နဲ့ကိုက်ညီတဲ့ယဉ်ကျေးမှုလား အဲ့ဒါလောက်လို့ချင်းတို့တော့တဲ့ပြင်တိုင်းကြီးမှာတက်လို့ကြကျွန်တော်တိုင်းကြီးမှာကျွန်တော်လက်မခံနိုင်ဘူးနိုင်ငံတော်ကအဲ့ဒီအဖွဲတွေဖမ်းလိုက်တာကျွန်တော်တို့ထားမပြောတော့ဘူးကောင်းပါတယ်တက်လို့ရမယ်ဒါကျွန်တော်တို့ရဲ့ရင်ကျင်းမှုကိုထိပါစော်ကားလာသာသနာရေးနဲ့ရင်ကျင်းမှုဝန်ကြီးဌာနလောက်သွားတာကောင်းတယ်လုံသိမ့်အဲ့ဒါမျိုးကောင်းသေးသေးနဲ့ကောင်းမှာပါတဲ့ ညအီတို့အမျိုးသားဤသမားကြီးနာမည်မေ့နေတယ်လေဒီဝိတ်လောက်တာမှတ်မိနေတယ်ဟုတ်တယ်ကဲမျိုးတို့ရေအချိန်လည်းမနေတော့စကားလည်းပြောပြီးပြောရင်ပြောရင်နဲ့ပြောစရာတွေများလာတော်ပြီဗျာဒီညတော့ဒီလောက်ပဲเนาะကျွန်တော်တို့စနေတနင်္ဂနွေညမှာတွေ့ကြတော့မယ်เนาะအားလုံးပဲမင်္ဂလာညညမှာလို့เนาะမြန်မာနိုင်ငံကြီးလည်း ဟုတ်လားရွေးကောက်ပွဲကြီးအမြန်ဆုံးကောင်းတဲ့ပေါ်ပြီးတော့မြန်မာနိုင်ငံအရွေးတစ်ခုကိုရှောက်လန်းကြရင်မြန်မာနိုင်ငံအမြန်ဆုံးအေးချမ်းပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ဒီညတလောင်းနဲ့ပဲနှုတ်ဆက်ပါရစေနော်